နောက်လာမယ့်တပတ်မှာဆိုရင်လေဒီကဘာရွှေစည်းကွာဆိုရင် ကြီးမားတဲ့အလौခတ်မျိုးကျွန်တော်တို့ကမြင်ရနိုင်ချေရှိပါတယ်အဲ့တော့ဘယ်လိုမျိုးပုံစံမျိုးအလौခတ်ဖြစ်နိုင်ချေရှိလဲဆိုတော့အသေးစိတ်တုံတကြီးအောင်ကျွန်တော်ကိုမြင့်တက်မှာအဲ့တော့လက်ရှိမြင်နေရတော့ကဘာရွှေရဲ့ day 1 time frame ဖြစ်ပါတယ်။အဲ့တော့လာမယ့်တစ်ပတ်မတုံတက်ခင်ပေါ့နော်။ဒီရက်ဖြစ်သွားတဲ့တစ်ပတ်ရဲ့ဈေးကွက်အလောက်ခက်လေးကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်အဲ့တော့လက်ရှိကျွန်တော်ဒီနားမှာမြင်ရတဲ့ဈေးကွက်အတုံးလေးကြည့်အောင်။ဒီအတုံးလေးတွေက အလောက်ခက်ကြီးမားလေးမမြင်ရအောင်ပေါ့နော်ဈေးငိမ့်နေလို့ပြောလို့ရတယ်။ဒါကြောင့်မို့ကျွန်တော်အရှိယဖြစ်ခဲ့တဲ့အလောက်ခက်ကိုကျွန်တော်ခြုံကြည့်တဲ့အခါကျရင်ဈေးကွက်ကတော်တော်လေးငိမ့်နေတယ်။ရောင်းလို့အဝေးလို့အားတွေကအားမျှနေတယ်လို့ကျွန်တော်ကမြင်ရတယ်။အဲ့တော့အခြေအနေတစ်ခုကိုစောင့်ကြည့်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ဘာကြောင့်ဒီမျိုးညင်တာလဲဒါလေးကိုကျွန်တော်တို့ကအတိတ်စိတ်လေး time frame အနေနဲ့မှာတုံးတဲ့ကြည့်ကြည့်အောင် ဒီလိုကပ္ပရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းနဲ့ကပ္ပဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေအားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်နဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်။အခုမှစားလေးလာမယ့်မိတ်ဆွေတွေအတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့တင်တန်းကို Basic Video Class နဲ့ Basic VIP Class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှတင် जा နိုင်ပါတယ်။ ဘေးစီဗီဒီယိုကလပ်မှာဆိုရင်တင်တန်းကြီးတတတနဲ့အချိန်အကန့်အသတ်မရှိလိလာလို့တူရအတွက်ရည်ရွယ်ပြီဘေးစီ VIP ကလပ်မှာဆိုရင်တော့ဆရာဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလို့တူရအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကပ္ပရွှေနဲ့ရေနံအစင်းမြင့်ဈေးကွက်တုံးတက်နီးတင်တန်းရှိမှာ ဖြစ်ပြီးတော့ video class နဲ့1 by 1 VIP class ဆိုပြီးတော့ load အပ်တလို့ရွေးချယ်ပြီးတော့မှတင် जा နိုင်မှာဖြစ်ပါတယ် နောက်ပြီးတင်နန်းမျိုးစားအလုံးအတွက်ဆိုရင်ဗီဒီယို record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထက်ခါထက်ခါ lifetime လေ့လာလို့ရမှာဖြစ်ပါတယ်။တင်နန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာဆရာမတွေနဲ့အနီးကပ်ဓာတ်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူကြီးကန်တဲ့ချက်နဲ့တင် जा ပေးမှာမလို့တင်နန်းစိတ်ဝင်စားရတယ်ဆိုရင်အခုပဲဆက်တွယ်စုံစမ်းဖို့တိုက်တွန်းပါရစေ။တင်နန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်။ ရှာရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်။လက်ရှိမြင်နေရတော့ဒါကပ္ပရွှေရဲ့ A4 time frame ဖြစ်ပါတယ်။အဲ့တော့ဒီစကွက်ကိုကျွန်တော်ကြည့်တဲ့အခါကျရင်တိတိတက်တာမြင်ရမှာကတော့ဒါ trigger ပုံစံလေးမြင်ရလိမ့်မယ်။အဲ့တော့ဒီလိုအခြေအနေကဘယ်အခြေအနေမှာဖြစ်လေဖြစ်ထားရှိလဲဆိုရင်ရောင်းလိုအားနဲ့ဝယ်လိုအားမျှပြီးတော့မှဈေးခွက်အခြေအနေကိုစောင့်ကြည့်တဲ့ကာလမျိုးမှာပေါ်ပါတယ်။အရှိတုံးကလည်းဒီမျိုး trigger လေးတွေခဏခဏပေါ်ဥပါတယ်။ အဒီယက်ထရီကန်တွေကရွှေဈေးကွက်မှာဆိုရင်လုံးဝဈေးကွက်အခွင့်အလမ်းများတဲ့အခြေအနေမျိုးမှာပေါ်လေးပေါ်ထားရှိပါတယ်အဲ့တော့နောက်တစ်ပတ်မှာကျွန်တော်ဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲပေါ့နော်အဲ့တော့ထရီကန်တွေရဲ့အတိုင်းပေါ့နော်ကျွန်တော်အပေါ်ဘက်ကိုဈေးကွက်ကတာဖောက်ပြီးတော့တက်သွားမယ်ဆိုရင်ရွှေဈေးကွက်ကစံချိန်တင်ဈေးတွေကိုထပ်ပြီးတော့တက်နိုင်ခြင်းရှိတယ်လို့ပြောရတယ်တူပါတယ်အဲ့တော့အပေါ်ဘက်ကိုဖောက်တယ်ဆိုရင်တော့ဈေးကွက်အတက်ကြီးမှာကိုမရနိုင်ခြင်းရှိပါတယ် အကဲအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဇီးကွက်ကအောက်မှာမြင်ရတဲ့ဇီးတန်းအောက်ကိုဖောက်သွားမယ်ဆိုရင်ရွှေဇီးကွက်ကတော့ကျွန်တော်တို့ညှော်နေတဲ့ပုံစံတိုင်းပဲအကြကြီးကြီးမောက်ကိုပြန်ပြီးတော့မြင်လာရနိုင်ချေရှိပါတယ်အဲ့တော့ဘက်ဘက်ကိုတွားမလဲဆိုတာကိုတော့ကျွန်တော် time frame အနေနဲ့ A4 မှာစောင့်ကြည့်ပြီးတော့မှအတက်အကျောက်ကို ကြိုပြီးတော့မှတုံတက်လို့ရပါတယ်အဲ့တော့ကဘာရွှေအခြေအနေကိုတိထွားပြီးဆိုရင်ပေါ့နော်ကျွန်တော်ရဲ့တူဒီယိုဈေးကွက်အမြင်ကိုတုံးတက်ပြီးမှဖြစ်ပါတယ်။အဲ့တော့လာမယ့်တစ်ပတ်မှာဈေးကွက်အနေနဲ့ဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲဆိုရင် ရှည်စည်းကွက်ကလက်ရှိအောက်ကထရန်ကိုမကြိုးရဖြစ်တာမလို့အတက်လေးရေတိုးဝင်နိုင်ခြေရှိရလို့တော့ကျွန်တော်တုံတက်တယ်။အကေတက်ခဲ့မယ်ဆိုရင်ဘယ်နာဝင်းကျင်နေထိတက်နိုင်လဲဆိုရင်အပေါ်စည်းတန်းဖြစ်တဲ့4150နဲ့4200ဒီဝင်းကျင်မှာဆိုရင်ကျွန်တော်ကအယောင်းနေဒူးလိုက်တယ်လားရှိနေနိုင်ပါတယ်။ဒါကြောင့်မို့အကေဈေးတက်ခဲ့မယ်ဆိုရင်ဒီဝင်းကျင်လောက်ကနေပြီးတော့ပြန်ပြီးတော့အောက်ကိုတွန်းချနိုင်တယ်လို့တော့ကျွန်တော်တုံတက်ပါတယ်။ဂျားထဲမှာမှဒီပေါ်မတက်ဖ ೇನೆ ပေါ့နော်ဒီအောက်ကထရန်ကိုတခါရဲနဲ့ ဖောက်သွားတဲ့ဆိုရင်တော့ကပားရွှေကလာမဲ့တစ်ပတ်လုံးတောက်လျှောက်ကျွန်တော်တို့ကအကြဘက်ကိုတွန်းအားပေးနိုင်ချေရှိပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဈေးကွက်အမြင်အရဆိုရင်တော့ကပားရွှေကအကြဘက်ကိုတဖြည်းဖြည်းနဲ့အားတာနေပြီလို့တော့ကျွန်တော်တုံ့တက်ထားပါတယ်။တကယ်နေကတုံးတက်ချက်ဖြစ်တာမလို့မားနိုင်ရှိရှိပါတယ်။ဒါကြောင့်မို့အယောင်းဝယ်လုပ်မယ်ဆိုရင်တော့ TBSL လေးတွေပေးပြီးတော့အယောင်းဝယ်လုပ်ဖို့တိုက်တွန်းပါတယ်။အော်လာမယ့်တစ်ပတ်မှလည်းကပားရွှေအယောင်းဝယ်တွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြရမယ်။